ဘာမှမလုပ်ပြရသေးဘူး United ကိုမိုင်းနုလောက်ခလာစာမြင်ဆုံးတိုးတောင်းတာဖြစ်တဲ့ရင်လားပြည်သူများလုံးပဲမြင်လားဗျာရွှေရိုးအိုင်ဘတ်ခွန်ရှိကို online အချင်းကနေပြန်လဲကြိုးလိုက်ပါရင် United အသင်းကကစားသမားတွေအတွက်ရွှေရင်းကြီးဖြစ်နေပုံပါပဲကမ္ဘာမှာလောက်ခလာစာများဆုံးကစားသမားတွေစုဝေးနေရနေရာက United ဖြစ်ပါရင် နောက်ပိုင်းနေ့တွေမှာကစားသမားတွေကမြန်မာနဲ့လောက်ကလာစားနဲ့ United မှာလာရောက်ကစားခဲ့ပြီးခြေစွမ်းလည်းမပြနိုင်ပဲအသင်းမှာတောင်းတနေတာမျက်မြင်ပဲဖြစ်ပါရင် United ပြည်သက်တွေကလည်းဒီတန်တွေအားလည်းနေတဲ့ကိစ္စတွေကိုစိတ်ပြက်နေတာကြားနေပြီးဖြစ်ပါရင်အခုလည်း United Academy ထွက်လေးကိုမိမိုင်တို့ကလောက်ကလာစားကိုမြင့်မြင်မှာမှတိုးတောင်းလိုက်ပြီးဖြစ်ပါရင်ဒီမှာနာက Arsenal မှာ Odegaard လဘောက်မှဆိုရင် Sobosline, Matt Allister တို့ရနေတဲ့လောက်ကလာစားတက်တောင်များနေနိုင်တာပါ ိုင်နုအနေနဲ့ဗတိမတက်သေးဘူးရွှေခိုးတင်ကျင်နေပြီလို့ဆိုရမလို့ပဲဖြစ်ပါရင်မိုင်နုတောင်းဆိုလိုက်တဲ့ပမာဏကတင်ချထွက်ကြည့်မယ်ဆိုရင်သူ့အသက်ရွယ်ချမ်းမှာလက်ရှိကမ္ဘာလုခလားစာအများဆုံးလို့ဆိုလို့ရပါတယ်ဂါနာချူကလည်းလုခလားစာတိုးလို့ကျင်နေလို့နာပိုလီစီပြောင်းမလို့တောင်လုံနေချိန်မိုင်နုကလာမိုင်ဆလန်းစားလာတာဖြစ်ပါရင်ဒါဆိုရင်မိုင်နုတောင်းဆိုတဲ့လုခလားစာနဲ့သူ့ရဲ့ဆန်းဆောင်ကြီးကထိုက်တန်ရင်လားတစ်ချက်လောက်ကြည့်လိုက်အောင်ပါ ဘန်နုကပြီးခဲ့တဲ့ရာသီဝက်လောက်မှာမှာ United အသင်းကြီးမှာစတင်နေရရလာတာဖြစ်ပါတယ်။နေပြဟောင်း Eriksen ကကွင်းထဲမှာရွေးချယ်စရာလူမရှိတော့ချင်းဘန်နုကိုနေရပေးလိုက်တာပါ။အသက်16နှစ်ရဲ့ကစားသားတိုးအနေနဲ့ဘန်နုအတန်အသင့်ချင်းစွမ်းပြနိုင်ခဲ့တယ်လို့အခု Liverpool အသင်းတို့ဘက်ကသင်းယူခဲ့တဲ့ဂိုးတွေကလည်းအဆင့်တန်းမြင့်လို့ပါတယ်။ United နဲ့အတူ FA Pro Final လည်းရောက်ခဲ့ပြီး Man City ဘက်ကဂိုးသွင်းနိုင်ခဲ့တာပါ FA Pro ပြန်ပွဲတစ်လျှောက်ချေဆွမ်းပြနိုင်ခဲ့ပြီး United ကို Champion ဖြစ်အောင်ကူညီပေးနိုင်ခဲ့သလိုတူကိုယ်တိုင်လည်းအကောင်းဆုံးစားမဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ England ရဲ့ရွေးချယ်ခြင်းကိုလည်းခံလိုက်ရပြီး ရေမာဖိုင်နယ်ရောက်ခဲ့တာဖြစ်ပါတယ်။အသွေးအတက်ရတန်းရမိုင်းနုလုံးပြထားတာတွေကအထင်ကြီးစရာတော့ကောင်းပါတယ်။ဒါပေမဲ့သူချေစမ်းပြလာတာဘောလုံးရာသည်တရားသေးစားလောက်ပဲရှိပါသေးတယ်။ဒါပေမဲ့လောက်ခလာစားကိုစီနီယာကစားသမားတွေနဲ့ဒန်းတူတိုးတောင်းလာတာဖြစ်ပါတယ်။မန်နူးနဲ့ United တို့ဟာ2029မှာစာရုပ်တက်တန်းကုံဆုံးမှာပါဘောလုံးမှာအတင်းနေဟာကစားမတွေကိုစာချုပ်မကုန်ခင်နှစ်နှစ်အလုံးမှာတက်တန်းတွန်းနေရှိပါတယ်တနည်းအလုံးမှာစာချုပ်ကိစ္စဆွေးနွေးမယ်ဆိုရင်ကစားမကစိတ်ကြိုက်ဈေးကိုင်းနိုင်တယ်လို့သူပြောချင်တဲ့အတင်းနဲ့လည်းဆွေးနွေးခွင့်ရတော့မှာပါရောင်းထုတ်မယ်ဆိုရင်တော့ကစားမကစာချုပ်အသေးချုပ်ကိုညှင်းဆန်နေတဲ့အချက်ကြောင့်ဈေးကောင်းရတော့မှာမဟုတ်ပါဘူးဒါကြောင့် United အနေနဲ့မန်နူးကိုစာချု ုင်တို့ချုပ်မယ်ဆိုရင်ဒီနေ့ကအကောင်းဆုံးအချိန်ဖြစ်ပါတယ်။မိုင်တို့ကလည်းသူ့ကိုခေါ်ယူဖို့ချင်းစီပါဝင်အသင်းကြီးများစွာကစိတ်ဝင်စားနေကြောင်းသတင်းတွေလွှင့်ထားပါသေးတယ်။သူ့အနေနဲ့ဒုက္ခလာစွာကိုစိတ်တိုင်းကြားရမှာပဲ United နဲ့စာချုပ်တက်တန်းတိုးမှာဖြစ်ပါတယ်။မိုင်တို့ရဲ့ agent နဲ့ United ကိုတောင်းဆိုတဲ့တပတ်လုံးခလာစွာပေါင်3000ဖြစ်ပါတယ်။ဒုက္ခလာစွာကို2000ဒီပါတိုးတောင်းတာနဲ့ပတ်သက်ပြီးမိုင်တို့ရဲ့ agent တွေကသူတို့ရဲ့ကစားသမားဟာလက်ရှိအသင်းမော်ရီနဲ့လာစာချင်းညီညီမျှများရတဲ့အကြောင်းအင်္ဂလိပ်စင်မှာပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ကစားသမားကဒီလောက်ပမာဏအထိရဖို့ထိုက်တန်မှုရှိကြောင်းဆိုထားခဲ့ပါတယ်။ United အနေနဲ့မိုင်းနုလုခနာစာဒုတော့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုလုပ်မလဲစိတ်ဝင်စားဖို့ရအောင်ကောင်းပါတယ်အခုတော့ Sergeant Reglet တို့ကအသင်းရဲ့ငွေချင်းနဲ့သုံးဆမှုတွေကိုလိုက်လံစီစဉ်နေတယ်လို့အပေါ်ဝင်ဝင် short ချနေတာပါ United အနေနဲ့ကလည်းကစားသမားတွေကိုအလိုလိုက်ပြီးတော့တောင်းသမျှလာစာတိုးပေးတာမျိုးကတော့မလုပ်သင့်တော့ဘူးဖြစ်ပါတယ်ချင်းစွန်ပြနိုင်ရင်ရောင်းမရပြုမရနဲ့တိုင်ပတ်နေတတာပါလုံရှော့မာရှင် Ruffo Onana အစားရှိရဲ့ကစားသမားတွေနဲ့စိတ်မရှိသင့်ပါဘူး Titan လို့ပေးရဆိုရင်တော့လည်းပေးရမှာပါ Academy ထွက်ကစားသမားဆိုပြီးအသင်းမှာဆွဲထားခြင်းနဲ့ပြဿနာကလည်း United မှာမသေးပါဘူး Academy ရဲ့ကစားသမားတွေနဲ့ဖလား United တို့ဂုံယူရတဲ့ခေတ်ကကျင်းခဲ့ပါပြီ United တို့မိုင်းနုနဲ့ပတ်သက်ပြီး ါတွေဆက်လုပ်မလဲစောင့်ကြည့်ရပါပါ PSR ရဲ့လိုအပ်ချက်ကြောင့်ရောင်းထုတ်သွားတာလည်းဖြစ်နိုင်ခြေရှိတယ်လို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါမယ်နောက်နေ့ပါလဲအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ကြကြောင်းကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချက်လိုက်ရပါတယ်ခင်ဗျာ